မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကျောင်းရွာကြီးပါမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်တပ်ရဲ့ခမရ96တပ်ရင်းအရာရှိလိုင်းကန်းကိုရေးမြို့အဖွဲ့က RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကနိုဗ ెంబ ာလ10ရက်နေ့မွန်လွဲ2:15မိနစ်ခန့်မှာရေးမြို့နယ်ကြောင်းရွာကြီးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ကင်းဘုံနဲ့ရေးဘလူအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ရေးဘလူအဖွဲ့ကခမရ96တပ်ရင်းထဲမှာရှိတဲ့အရာရှိလိုင်းကန်းကို RPG နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများအတွင်မှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုရှိနိုင်ပြီးတော့အရေးဘက်ကတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ဒေါ်လာရင်းရဲဘော်များဟာအထိကမရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ကျွန်တော်တို့မနေ့က2နာရီ15မိနစ်လောက်မှာကျောင်းလာကြေးရွာမှာရှိတဲ့စစ်ခွေးတွေကင်းမုံလာထိုင်တဲ့ရေစင်ကုန်းကိုကင်းမုံဝရင်နဲ့ရောက်သွားပါတယ်ရေစင်ကုန်းကကျောင်းရွာမှာဆိုရင်အမြင့်ဆုံးကုန်းလေးဖြစ်တယ်ကျောင်းလာတရွာလုံးရေပင်းနေတဲ့ရေစင်ကုန်းပေါ့ဒီရေစင်ကုန်းကိုကျွန်တော်တို့ရထားတော့စစ်ကောင်စီရဲ့တရင်ကအနေပိုင်းဖြစ်နေတာပေါ့ကျွန်တော်တို့ကစစ်ကောင်စီရရှိလိုင်းကမ်းကို RPG နဲ့ထူသွင်းနိုင်ခဲ့တယ်စစ်ကောင်စီဘက်ကလည်းပြန်လည်ပြစ်ခတ်တာမျိုးရှိတော့တိုက်ပွဲအနေငယ်ဖြစ်သွားပါတယ်တိုက်ပွဲကြာချိန်ကမိနစ်20လောက်ပဲဖြစ်မယ် အထိကိမရှိဘဲနဲ့ကျွန်တော်တို့တွေပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ရေးဘလူးအဖွဲ့တိုက်ရင်မှုကပြောပြထားပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုများဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်ဆက်တကလက်နက်ကြီးများနဲ့လက်ရှိအချိန်ထိကိုရန်တမ်းပစ်ခတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်များကအထိကိမရှိဘဲနဲ့တပ်စခန်းကိုပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ပြောပါတယ်။သူတို့ဘက်ကလက်နက်ကြီးပစ်ခတ်တာကတော့မနေ့ကညပိုင်းအထိကိုရန်တမ်းပစ်ခတ်တာတွေရှိနေပါတယ်။သူတို့ဘက်ချမ်းသာထိခိုက်ကြဆုံးမှုအထိကြကိုမသိနိုင်မိမယ်။ သူတို့ဘက်ချက်မှာထိခိုက်သေးဆုံးမှုရှိတာကတော့သိကြပါရတယ်။သူတို့အထိနာသွားလို့အခုချိန်ထိညဘက်အထိကိုပြစ်ခတ်နေတာဘောလို့ရေးမလို့အဖွဲ့ကတည်ရင်မှုကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငဇုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးပြီးတော့၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကနိုဝင်ဘာလ10ရက်နေ့မနေ့9:20မိနစ်ခန့်မှာငဇုံမြို့နယ်မြို့သားရဲစခန်းကနေစစ်ကားနှစ်စီးနဲ့ချွေတင်စစ်ကြောင်းတို့နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကအသေးဆောင်စားပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်ခွေး၄កောင်ပွဲချင်းပြီးတိတ်ဆုံးပြီးတော့နှစ်ဦးထိခိုက်ဒဏ်ရာရရှိကတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗယ် အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းမတ်စစ်တပ်ကကျွဲစိန်ရွာအတွင်းကိုဝင်ရောက်ကနေအိမ်အတွင်းမှာရှိတဲ့ရွှေငွေနဲ့ပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ခေါ်ဆောင်လာပြီးတော့မြို့သားဘက်ကိုစစ်ကြောင်းပြန်ထွက်လာတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များက40မမဘုံနှလုံးနဲ့ခမှန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးများထိခိုက်ဒေဆုံးမှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။စစ်ခွေးတည်တဲ့ဆေးရဲထက်တိုးတာတော့မကြမိသေးဘူး။စစ်ခွေးအင်အားက100ကျော်လောက်ရှိတယ်။စစ်ခွေးလေးကောင်ကတော့နေရာမှာနေပွဲချင်းပြီးတိုက်ဆုံသွားပါတယ်။ ရို့သားရဲစခန်းဘက်ပြန်အဝင်မှာတနက်ပြစ်ဖောက်ပြီးတော့ဝင်သွားတာပါစစ်ခွေးတွေဘက်ကထိကပြက်စီးတာမျိုးတော့မကြမ်းမိသေးဘူးပြည်သူတွေအနေနဲ့စစ်ခွေးတွေနဲ့ဝေးဝေးနေပေးကြဖို့မြစ်တာရက်ခံပါတယ်ဘိုးကအုပ်ပြီးတော့ကားများကိုလည်းမမောင်းကြဖို့မြစ်တာရက်ခံပါတယ်လို့ Special Task Force ငဇုံကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတက်ခတ်မှုကို Special Task Force ငဇုံအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လာရေးပေါ်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းပြင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မော်လမြိုင်မြို့မဟာမြိုင်ရက်ကွက်ကအလှပြင်ဆိုင်တစ်ခုကိုဆိုင်ကယ်စီးလာတဲ့လူနှစ်ဦးကတနက်နေ့ဝင်းရောက်ပစ်ခတ်လို့ LGBT နှစ်ဦးတေဆုံးကတအုပ်ပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့ည10:00နာရီကကမော်လမြိုင်မြို့မြင်းဒီကုန်းရက်ကွက်မြို့ဆောင်လမ်းနဲ့မဟာမြိုင်ရက်ကွက်ကိုလန်းထိပ်မှာဖွင့်လှစ်ထားတဲ့မြင်းသူလမ်းသပင်မိတ်ကဆိုင်အရှိတ်ဘက်ကနေဆိုင်ထဲကိုတနက်နေ့ဝင်းရောက်ပစ်ခတ်ခဲ့တာလို့သိရပါဗျ။ အပြင်ကနေဆိုင်ကနေရောက်လာပြီးတော့ပြစ်တာလူလင်းယောက်ကလာပြစ်သွားတာတနက်တန်ကြားတာတော့ဆယ်ချက်လောက်ရှိနေခဏနေထွက်ကြည့်တော့အထဲမှာတယောက်လဲနေလို့ပရိုက်တာအဖွဲ့တွေခေါ်ပြီးတော့စေးရုံပို့ကြတာပြီးမှတွေ့တာကတယောက်တနေရာစီနောက်ထပ်နှစ်ယောက်ကိုသွားတွေ့တာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ် LGBT တဦးကိုတနက်နဲ့ဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ဦးကလာရောက်ပြစ်ခတ်ခဲ့တာဖြစ်ပြီးတော့တေဆုံးသူတွေဟာနိုင်ငံရေးအရှုပ်ရှင်းလည်းမရှိကြပဲတခြားဘာကိစ္စကြောင့်အခုလိုလောက်ခံရတယ်ဆိုတာကိုတော့မသိကြဘူးလို့ပြောပါတယ်သူတို့ကနိုင်ငံရေးအရှုပ်ရှင်းလည်းကင်းပါတယ် ။ဘာကြောင့်အခုလိုလှုပ်သွားတယ်ဆိုတာကတော့မသိဘူးပေါ့။ဆိုင်ရှင်ကဆိုင်ထဲမှာလဲနေတယ်။ပထမတစ်ယောက်ကဆိုင်ရဲ့အနောက်မှာဂျန်တဲ့တစ်ယောက်ကလေးလန်းထဲမှာလဲနေတာ။ကကွဲတပြားစီပြင်းနေ။လိုက်အပြစ်ခံရတာဖြစ်မယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်။ပထမဆုံးပြစ်ခတ်တဲ့ဆိုင်ရှင်တင်ကိုကိုဦးဆိုသူကိုတနက်ဒံယာနဲ့ဆိုင်ထဲမှာလဲကျနေတာကိုတွေ့ရပြီးတော့ဆိုင်ရဲ့အနောက်ဘက်တိုင်နှလုံးကြားထဲမှာကြံတဲ့တအုပ်ကိုတွေ့ကမဟာမြိုင်လေးလန်းထဲမှာလဲ ကျန်တဲ့နောက်တစ်ယောက်ကိုထမှန်တွေ့ရှိခဲ့ရပြီးတော့သုံးယောက်စလုံးဟာ LGBT တွေဖြစ်တယ်လို့သိရပါတယ်။တနက်တန်းရရရှိတဲ့သူတွေနဲ့တေဆုံးသူတွေကိုမော်လမြိုင်ပြည်သူစေယုံကြီးကိုပို့ဆောင်ခဲ့ကြပြီးတော့တေဆုံးသူကိုမနေ့ကနေ့လယ်ပိုင်းကကြိုးခဲ့ကြတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာစစ်ကောင်စီလက်အောက်ခံ winner တအူးဟာကျိုးဆွဲချပြီးတော့အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကနိုဝင်ဘာလ10ရက်နေ့မနေ့10နိုင်ကန်ကနေပြီးတော့ပြင်းမနာမျိုးကင်းမွန်နန်ချေးရွာမှာဖြစ်ပွားခဲ့တာလို့သိရပြီးတော့ဒေဆုံးသူဟာပြင်းမနာမျိုးမြေစင်းရုံးကဝင်းနှန်းဖြစ်တယ်လို့သိရပါတယ်မနေ့10နိုင်လောက်ကဖြစ်သွားတာပါရွာလည်းကသူ့အိမ်မှာပဲတက်တည်သွားတာကျိုးနဲ့ထုတ်တန်းမှာချီပြီးတော့တက်တည်သွားတာပါ ဘာကြောင့်ဖြစ်တာလဲတော့မသိဘူးသူတယောက်ဖဲရှိနေတဲ့အချိန်ဖြစ်သွားတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ဒေဆောင်သူဟာပြင်းမနာမျိုးမြေစရင်ယုံကမြေတိုင်းစရင်ဝန်ထမ်းဖြစ်တယ်လို့သိရပြီးတော့မနေ့ကနေ့လယ်၁၇နာရီလောက်မှာပြင်းမနာမျိုးဂရေနေရပြည်သူစေယုံကြီးကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အာနာသိမ့်ပြီးတဲ့နောက်ပိုင်းစီးပွားရေးနဲ့စစ်ဘေးဒဏ်တွေကြောင့်အဆုံးစီရင်မှုတွေများပြားလာခဲ့ပြီး2025ခုနှစ်ထဲမှာတင်အဆုံးစီရင်မှုဖြစ်တဲ့အရေအတွက်ဟာအယောက်30ထက်မနည်းရှိနေတာကိုမြေပြင်သတင်းတွေအရသိရပြီးတော့စိတ်ချမ်းသာရေးဆရာဝန်တအူးက စိတ်ယောဂါမှာအဆင့်30တက်မှတ်ရမယ်ဆိုရင်ပထမအဆင့်အမှုစားမှာပတ်ဝန်းကျင်နဲ့စကားပြောဖို့ရင်းဖွဲ့ဖို့နဲ့ရတယ်ဒုတိယအဆင့်မှာတော့ဆရာဝန်နဲ့ပြပြီးတော့ဈေးဝါတောက်သုံးလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အဆင့်3တတိယအဆင့်ရောက်သွားရင်တော့သူ့ကိုယ်သူမထိန်ချုပ်နိုင်တာတွေဖြစ်ပြီးတော့ဘသူနဲ့မှလည်းအဆင်မပြေတာတွေတယောက်တည်းကြိတ်ခံစားရတာတွေများလာပြီးတော့ကိုယ့်ကိုယ်ကိုအဆုံးစီရင်တဲ့အထိလုံလာတာတွေရှိလာပါတယ်ဖြစ်ဖြစ်ချင်းဆရာဝန်နဲ့ပြပြီးတော့ဈေးဝါကုတာကစိတ်ကိုပုံမှန်ကျမ်းပါစေတယ်လူတွေကဖျားရင်သာဈေးထိုးဈေးတော့လောက်ကြတာ စိတ်တရားရတာဆိုရင်ဈေးုံဈေးကံပြရမှာဆက်ကြတယ်ယူတယ်လို့အထင်ခံရမှာကြောက်နေကြတာလို့ပြောပြထားပါတယ်2025ခုနှစ်အတွင်းမှာပဲမိမိကိုကိုအဆုံးစီရလို့တေဆုံးသူအရေးအတွက်ဟာအယောက်30ပတ်ဝန်းကျင်ရှိနေပြီးတော့အများစုဟာလူငယ်တွေဖြစ်ကြကလောင်းကစား slot game နဲ့ဘူးရဲ့ဈေးဝါးတွေကြောင့်အများဆုံးဖြစ်ပြီးတော့ဈေးဝါးရင်းနဲ့မိသားစုပြဿနာကြောင့်တေဆုံးသူကနည်းတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်နဲ့မြိုင်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ဂျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေကပေါင်းနဲ့ချီးတဲ့ပြည်သူများဟာလည်းစစ်ဘေးရှောင်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ပေါ့မြုံနယ်အတွင်းစစ်ကြောင်းထိုးမိရှုနေတဲ့အကြမ်းဖက်စစ်ခွေးတပ်က မေချားရွာသဘောစုရွာကောင်းသာရွာနဲ့အနီးနားမှာရှိတဲ့ကျေးရွာများကပြည်သူဝိုင်းပစ္စည်းများကိုလွားလဲများနဲ့ယူဆောင်ပြီးတော့ပေါ့မြို့ဘော်ကိုပို့ဆောင်နေတယ်လို့သိရပါတယ်။အဲ့ဒီခိုးရပါပစ္စည်းများကိုလည်းပေါ့မြို့ဘော်ကနေတစဉ်ပြူစောတိများက၎င်းတို့ရွာများထံကိုလွားလဲများနဲ့ထပ်မံယူဆောင်သွားတယ်လို့သိရပါတယ်။စစ်တပ်ကပေါ့မြို့နယ်အတွင်းကိုအော်တိုဘားလ29ရက်နေ့ကစတင်ပြီးတော့စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။ safe view ကပ္ပစာ22ကနေဖွက်လာတယ်။တပ်မ69လက်အောက်ခံတပ်ရင်း ၁၀၉၄၁၉နဲ့၁၄တို့ကစစ်ခွေးတွေအပြင်ပင်အောင်ပြူစောတိရွာနဲ့ဒီလောက်ကွင်းပြူစောတိရွာကပြူစောတိတွေပါပူးပေါင်းထားတာကြောင့်အင်အား900ခန်းနဲ့ပေါ့မြုံနယ်အတွင်းကိုစစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစစ်ခွေးစစ်တောင်းကအော်တိုဘာလ31ရက်နေ့ကချက်ကန်ရွာနိုဝင်ဘာလ6ရက်နေ့ကဒရဖီရွာနိုဝင်ဘာလ7ရက်နေ့ကလေလန်းကြီးရွာရေချားကြီးရွာနဲ့နိုဝင်ဘာလ9ရက်နေ့မှာတော့တောင်းတာကြီးရွာတို့ကိုမိရှုဖျက်ဆီးခဲ့ပြီး 有句话，那不啥人一句话，无钢枪啊，在东是在于过水面的；有几句啊，在内在在于。 ကိုကျော်နိုင်ထွန်းတော်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ခွေးစစ်ကြောင်းကစိတ်ဖြူကပ္ပဆာကနေထွက်လာကြတဲ့ကရွာထဲတွေကိုဝင်းရောက်ဖိနေပြီးတော့ပြီးရှုံနေတာအဲ့ဒီစစ်ကြောင်းကပြည်သူနှောင်းဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ထားပါတယ်ရွာတွေကိုလည်းဇက်တိုက်ကိုဝင်းရောက်ဆင်းနေပြီးအခုလည်းပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူနေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲမကွေးတိုင်းမြန်မြုံနယ်အတွင်းကိုစစ်ကြောင်းထိုးနေတဲ့အချမ်းမစစ်တပ်ကလည်းမနေ့ကနိုဗ ెంబ ာလ10ရက်နေ့မနေ့7ရက်လောက်မှာတရက်ကပြူစောတိရွာကနေထွက်လာပြီးတော့ ဆိုကန်တိုက်ရွာကိုဝင်ရောက်စီးနင်းနေတယ်လို့ဒေသခံပြည်သူများကသတင်းပေးပို့ထားပါတယ်။မနေ့ကနိုဗ ెంబ ာလ10ရက်နေ့မနက်၈နာရီကျော်ကမှမြန်မြို့နယ်တောင်ပိုင်းတရက်ကန်ပြူစောတိရွာမှာရောက်နေတဲ့အချမ်းမတ်စစ်ခွေးစစ်ကြောင်းကအရှိမျောက်အရက်ကိုထွက်ခွာလာပြီးတော့ဆိုကန်တိုက်ရွာကိုဝင်ရောက်စီးနင်းနေတယ်လို့သိရပါတယ်။လက်ရှိအချိန်စစ်တပ်ရဲ့စစ်ကြောင်းထုံးမှုကြောင့်ခြေရွာများစွာကပြည်သူများဟာလည်းစစ်ဘေးကင်းလို့ရဒေသများကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မုံပြင်းနဲ့တထုံမြုံနယ်မှာရှိတဲ့ကြီးရွာများကိုအချမ်းမဆက်တဲ့ကလက်နက်ကြီးဒရုန်းများနဲ့တိုက်ခိုက်ခြင်းကြောင့်ပြည်သူနှအုပ်ဒဏ်ရာရပြီးတော့ဖုန်ကြီးကြောင်းနဲ့နေအိမ်များပြက်စီးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ6ရက်နေ့မနေ့9:45မိနစ်ခန့်မှာအချမ်းမဆက်တဲ့ရဲ့အမှတ်3.4အမြောက်တပ်ရင်းက120မမလက်နက်ကြီးနှလုံးအမှတ်9ချင်းမြန်တပ်ရင်းက60မမလက်နက်ကြီး9လုံးနဲ့ပြစ်ခတ်ခဲ့ရာနောင်ကရုတ်အောက်ရွာလှတာကုန်းကွင်းမှာတလုံး မိเจ้าအာယွာအနီးဝင်းကျင်ကိုတလုံးချောင်းဆောင်ရွာအတွင်းကိုလက်နက်ကြီး၅လုံးကြက်ရောက်ပောက်ကွဲပြီးတော့နေအိမ်နှလုံးပျက်စီးခဲ့တယ်လို့သိရပါဗါး November 9ရက်နေ့မနက်7:28မိနစ်ခန့်မှာအကြမ်းမဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိမင်းနဲ့ရေဝေကြီးရွာ၊နောင်ကရုတ်အထက်ရွာ၊ကော်လိုင်းရွာ၊ဝင်းဖုံးတောင်ကြီး၊မိချောင်းအိုင်ရွာ၊ရွှေကြီးရွာနဲ့ရေရင်းဖြူရွာတို့အတွင်းကို MI-70 ရဟတ်ယာဉ်နဲ့87မမလက်နက်အကြီး 38လုံးကျဲချတိုက်ခတ်ရာရေဝေရွာမှာနေထိုင်တဲ့အသက်28နှစ်အရွယ်နော်99နဲ့နောင်ကရုတ်အထက်ရွာကအသက်55နှစ်အရွယ်စောမဝင်းမြင့်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဘုံကြီးကြောင့်လည်းထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။အဲ့ဒီနေ့နေ့လယ်12:15မိနစ်မှာလဲအကြမ်းမဆက်တဲ့ရဲ့ခမရ6က60မမလက်နက်ကြီး6လုံးနဲ့6000ကျော်အနီးတဝိုက်ကိုပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူများရဲ့လုပ်ငန်းငွေတွေအသွင်းကိုစရောက်ပောက်ကွဲခဲ့ပြီးတော့တိနံပေမြောင်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မိုးလွဲတန ਾਈ 40လောက်မှာလဲ အမတ်ကိုလေးကြီးတိုက်ရင်ကဒရုန်းနဲ့ချောင်းဆောင်ကြီးရွာအတွင်းကိုဘုံတလုံး၊ရွှေအောင်ပြရွာအတွင်းကိုဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ရာနေအိမ်တလုံးပြစီခဲ့တယ်လို့သိရပါဗါးဘလားတူပဲစကိုင်းတိုင်းကံဘလူမျိုးနဲ့အတွင်းကိုလည်းအချမ်းမစစ်ခွေးစစ်ကြောင်းထိုးပြီးတော့နေအိမ်များကိုမိရှုနေကြောင်းကျွန်းလာတက်သွားလှုပ်ရှားသူများအဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူများစီကသိရပါဗါးမနေ့ကနိုဝင်ဘာလ10ရက်နေ့မနက်၈နာရီကျော်ကမ်းမှာ တန်ဘလူမြို့နယ်ကြည်ချင်းရွာမှာအထိုင်ကျတပ်ဆွဲထားတဲ့အချမ်းမတ်စစ်တပ်နဲ့ပြူစောတိများကကြည်ချင်းရွာမှာရှိတဲ့ပြည်သူပိုင်းမိအိမ်များကိုမိရှုဖျက်ဆီးသွားတယ်လို့ပြောပါတယ်အချမ်းမတ်စစ်တပ်ရဲ့မိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်ပျက်စီးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲလက်ရှိချိန်ထိစစ်ခွေးစစ်ကြောင်းကရွာထဲမှာလှည့်လည်သွားလာနေသေးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အခုညတောင်းကျန်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။နေ့စဉ်မပြတ်အစင်အမြဲကြိရှိအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲတည်ဆုတည်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့မှာဖန်စီပေါ်တာဆွဲမှုများပြန်လည်မြင့်တက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရားမဝင်ရွေးကောက်ပွဲအတွက်မဲဆွယ်ခွင့်ပြုတဲ့အော်တိုဘာလ28ရက်နေ့ကနေစတင်ကတပတ်ခန့်ကြာဖန်စီပေါ်တာဆွဲခြင်းများရော့ကျခဲ့ပြီးတဲ့နောက်အခုခါမှာတော့ရခိုင်တိုင်းပြန်လည်ဖန်စီလာခြင်းဖြစ်တယ်လို့သိရပါဗျ။ ဒီဘက်ထဲလိုဗာမာလ3ရက်နေ့ကနေ6ရက်နေ့အတွင်းအဖမ်းအဆီးတွေပြန်များသွားပါတယ်ပြီးခဲ့တဲ့အပတ်ကတော့နည်းသွားပါတယ်အခုအပတ်ကတော့အရင်လတွေကနှုံအတိုင်းလိုက်ပြီးတော့ပေါ်တာပြန်ဆွဲနေတာကိုတွေ့ရတယ်လို့ RSN ကအတော်ဝင်ရှိသူကပြောပြထားပါတယ်ရန်ကုန်မှာလိုဗာမာလ3ရက်နေ့ကနေ6ရက်နေ့အတွင်းမတရားဖမ်းဆီးခံရသူ19ဦးရဲ့ဖြစ်စဉ်ကို RSN ကသိရှိခဲ့ပြီးတော့စစ်တပ်ကို Facebook ပေါ်ကနေဝေဖန်ပြီးတော့ဖမ်းဆီးခံရသူ2ဦးလမ်းပေါ်မှာတွားနေတုန်းဖမ်းဆီးခံရသူ8ဦးစိုင်းထိုင်နေတုန်းဝင်ဖမ်းခံရသူ2ဦး ြည်တစားများနဲ့မြားပြီးတော့ဖမ်းဆီးခံရသူ၄ဦးအလုံးနဲ့မြားပြီးဖမ်းဆီးခံရသူ၃ဦးနဲ့ရန်ဖြစ်ပြီးတော့ဖမ်းပြီးစစ်တပ်စီးကိုအပုတ်ခံရသူ၄ဦးလို့ဖြစ်တယ်လို့ RSN ကမနေ့ကနိုဝင်ဘာလ၁၀ရက်နေ့မှာသတင်းထုတ်ပြန်ထားပါဗျ။ဟုတ်ပါတယ်။မဲဆွဲတဲ့ဆက်ဆချင်းရက်တွေမှာတော့လမ်းပေါ်တွေပါတွေမှာဖမ်းတာစီးတာနဲ့ပတ်သက်ပြီးတော့တော်တော်လေးအတန်တိတ်သွားတယ်။အခုတော့ခွေးမီးကောက်ခြေတော့ဆွတ်ပါပဲဗျာ။လူငယ်တွေသတိထားစေချင်ပါတယ်။ဖမ်းတာမှန်တယ်များဟာစစ်တပ်ထဲကိုထည့်နေတာကြီးပဲလို့ရန်ကုန်မြို့ရဲတပ်ရင်းကြီးတွေကပြောပြထားပါဗျာ။ ်လူစကိုဖမ်းဆီးမှုကိုတောင်းကလာမြောက်ကလာဗဟန်အင်းစိန်ကြည့်မြင်တာမယန်းကိုတန်လျင်နဲ့တောင်ပွင့်မြို့နယ်တို့မှာပြုတ်လုခဲ့တယ်လို့သိရပါတယ်အော်တိုဘားလ28ရက်နေ့ကနေနိုဝင်ဘာလ2ရက်နေ့အတွင်းရန်ကုန်မြို့ရဲ့လမ်းများပေါ်မှာဖမ်းဆီးခံရသူ9ဦးနဲ့ရှာဖွေဖမ်းဆီးခံရသူ2ဦးရှိခဲ့တယ်လို့ RSN ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလမှာလည်းရန်ကုန်တိုင်းအတွင်းမှာမတရားဖမ်းဆီးခံရသူ64ဦးရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါက်ကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ